ဆက်စီကိုလာမယ့်ရီယာတီမှာခေါ်ယူလို့နေတဲ့အင်တာမီလန် အားလုံးပဲမင်္ဂလာပါ United Fan တွေအတွက်ကနဆောင်ကတည်နေတဲ့တွင်ကိုတင်ဆက်ပေးနေတဲ့ game time ခွေကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆက်စီကိုလာမယ့်ရီယာတီမှာခေါ်ယူလို့နေတဲ့အင်တာမီလန်ဆိုတဲ့အကြောင်းရှိသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါ Italy Serie A club Inter Milan အတင်းကတော့ Manchester United အတင်းရဲ့အသက်24နှစ်ကျော် Netherlands တိုက်စစ်မှု Joshua Szczesny ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသတင်းတွေကဖော်ပြလာခဲ့ပါတယ် အင်တာမီလန်အသင်းကတော့ဒီနောက်ပိုင်းမှာအတော်လေးကိုခြေစွမ်းပိုင်းတိုးတက်လာတဲ့အသင်းမှာဒီရသည့်အီတလီစီးရီးအင်မှာလည်းအင်တာမီလန်အသင်းကချန်ပီယံဆူပလာရရှိဖို့မျှော်လင့်ချက်ရှိနေသေးတယ်လို့ချန်ပီယံလိဂ်ကိုလည်းဘိုလူပွဲထိတက်လန်းထားနိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းဟာဘိုလူပွဲမှာတော့ပြင်သစ်လီဂူဝန်ကလပ် PSG အသင်းနဲ့ရှင်ပြိုင်ကစားသွားမှာပါ။ဆက်စီကတော့ပြီးခဲ့တဲ့နွေရည်အပြောင်းအလဲတွေကအီတလီစီးရီးကဘိုလိုနာအသင်းကနေမန်ချက်စတာယူနိုက်တက်အသင်းကိုပေါင်36.5သန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။ United ကစားသမားဘဝမှာတော်တော်လေးရုံးပြန်ခဲ့ရပြင်မဲ့အချိန်ကြာလာတော့ဇက်ဇီးကအတင်းနဲ့အသားကျပြီးပုံစံကောင်းတွေပြသနိုင်ခဲ့ပါတယ်။ဒါပြင်မဲ့လက်ရှိမှာတော့ဇက်ဇီးကဒဏ်ရာပြသနာရှိနေခဲ့ပြီးအတင်းရဲ့ပွဲစဉ်တွေကိုကြားသီးကုန်ထိလွဲချော်သွားဖို့ရှိနေခဲ့ရပါ။အင်တာကတော့ Italy Serie A နဲ့အသားကျပြီးသားဖြစ်တဲ့ဆက်စည်းကိုခေါ်ယူပြီးအသင်းရဲ့တိုက်စစ်အင်အားကိုဖြည့်တင်းချင်နေပုံပါပဲ။ဆက်စည်းကတော့အထောင်တိုက်စစ်နေရာတွေမဟုတ်ခဲ့နောက်ခြံတိုက်စစ်နဲ့ကွင်းလယ်တိုက်စစ်နေရာတွေမှာပါရှေးလျားကစားနိုင်သူပါ။ ဆက်စည်းအနေနဲ့သူ့ရဲ့အောင်မြင်ဖြစ်တဲ့အီတလီမြေကိုပြန်မလား United မှာပဲဆက်နေမလားဆိုတာကိုတော့စောင့်ကြည့်သွားမှာပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအကြောင်းရှေ့သတင်းတွေစိတ်ဝင်စားဖို့အကြောင်းတွေကိုတင်ဆက်ပေးမှာမလို့ Game Time Glory Page တွေကို Like and Follow လုပ်ပြီး Video လေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းဒီကုန်းချိုးလိုက်ပါတယ်